ကိုလိုချင်တာတွေအတွက်မစတည်ရင်ကိုလိုချင်တာတွေကိုစတည်ပြရလိမ့်မယ်။ရှောက်ချတယောက်က မိမတယောက်ကိုနှစ်သမီးလေးဖြစ်လာဖို့မျှော်လင့်ရင်သူအရင်ဆုံးကောင်းငင်ပုံတစ်ခုတိဆောက်ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့နှစ်သမီးတွေဟာငရဲပြီမှမနေဘူး။ ငှက်တွေအသက်ရှင်တုန်းကပျော့စိတ်တွေကိုစားတယ်။ငှက်တွေတည်သွားတော့ပျော့စိတ်တွေကပြန်စားတယ်။တပင်တပင်ကနေပြီးတော့မိကျစ်ဆံပေါင်းတတန်းလောက်ထုတ်နိုင်တယ်။ဒါပေမဲ့မိကျစ်ဆံတစ်ချောင်းကတန်းချီတဲ့တပင်တွေကိုမိရှုနိုင်တယ်။ အခြေအနေတွေက အခြေမြေပြောင်းလဲနိုင်တယ်တခြားသူတွေကိုနာကျင်အောင်မလုပ်ပါနဲ့တန်ဖိုးကြအောင်လည်းမလုပ်ပါနဲ့ဒီနေ့မှာကိုဟာ စွမ်းအားကြီးတယ်ဒါပေမဲ့အချိန်ကပို့ပြီးတော့စွမ်းအားကြီးတယ်အခက်အခဲဖြစ်တဲ့ပေါ်လာတဲ့အခြေအနေတွေအားလုံးဟာတကယ်တမ်းတော့အခွင့်အလမ်းတွေပါ လူတယောက်ကကိုယ့်ကို မကောင်းတဲ့အစာအတောက်တွေလာပေးတယ်ဆိုတာအဲ့ဒါတွေကို စားရမယ်လို့ပြောတာမဟုတ်ဘူးဘဝထဲမှာလွတ်သွားတဲ့အခွင့်အရေးတွေဟာ ကောင်းကောင်းပြုမှုဆောင်ရွက်နိုင်ဖို့အခွင့်အလန်းတွေဖြစ်တယ်တခုခုကိုလေ့လာသင်ယူဖို့အခွင့်အလန်းတွေလည်းဖြစ်တယ် ဖန်တီးနိုင်မှုစွာရဲ့အစိုးဆုံးရန်သူဟာကိုကိုကိုတန်တရားဖြစ်ခြင်းဖြစ်တယ်။ကဘာပေါ်မှာဘာသာစကားယာပေါင်းများစွာရှိတယ်။ဒါပေမဲ့အပြုံးဆိုတဲ့အရာကတော့ဘာသာစကားတိုင်းကိုနားလေစေတယ်။အယုတ်ဆိုးတဲ့အချင်းစရိုက်တစ်ခုကလှပတဲ့မျက်နှာလေးကို ဖြည့်ဆည်းနိုင်တယ်။ပြောင်းလဲဖို့အတွက်စွမ်းရည်မရှိတဲ့သူတွေအတွက်လည်းမင်းဒေါသတွေဖြစ်မနေပါနဲ့။မနှက်ဖြန်ကိုစောင့်မနေပါနဲ့အခုလုပ်ပါ။တို့တွေကအရာတွေကိုသူတို့ရှိနေတဲ့အတိုင်း သူတို့အတိုင်းမကြည့်ပဲနဲ့တို့ရှိနေတဲ့အတိုင်းတို့အတိုင်းပဲကြည့်ပြကြတယ်အနေအေးပြီးတော့စကားနဲတဲ့သူတွေစီမှာအကျေလောင်ဆုံး စိတ်ဆန္ဒတွေရှိတယ်။အကြီးမားဆုံးအလုပ်တစ်ခုကိုလုပ်ဖို့နီလန်တစ်ခုကတော့ကိုလုပ်တဲ့အလုပ်ကိုချစ်ဖို့ပဲ။ ုတ်ချင်လိုက်တာလို့ပြောနေတာဒီကိုရက်ပြီးတော့ငါလောက်တော့မယ်လို့စပြီးတော့ပြောပါမနေ့ကနေပြီးတော့မနာလိုဖြစ်ရတဲ့နေ့တစ်နေ့ဖြစ်အောင်ဒီနေ့ကို အကောင်းဆုံးလုပ်ပါ။နာကျင်မှုတွေထဲမှာကိုကိုကိုပျောက်ဆုံးမသွားပါစေနဲ့။မင်းသိထားရမှာကနာကျင်မှုတွေဟာ တနည်းကြရင်ကုသဒိတာဖြစ်သွားလိမ့်မယ်ပလန် A အလုံးမဖြစ်ရင်စက်တီအောင်25လုံးရှိနေတာပဲဒါကတော့ဘဝအတွက်ခွန်အားရှိမဲ့ဆူယိုးတွေဖြစ်ပါ